Kate is in the kitchen making making coffee ဆိုပြီးဒီမှာ ing clause လေးနဲ့ဒီလိုသုံးလို့ရတယ်။အဲ့တော့ Kate ကမိဖို့ကြောင့်ထဲမှာ coffee လုံးနေတာ coffee ဖြောနေတာပေါ့အဲ့လိုပြောတာပေါ့နော် coffee ဖြောနေတာအဲ့တော့ဒီညမှာပါတဲ့ making ဆိုရယ် ing clause အကြောင်းကျွန်တော်ပြောမယ်အဲ့တော့ you can use ing in this way ing pattern ကျွန်တော်ဆက်စော ဒီ unit 67မှာလည်းပြောထားတယ်နော်သူရဲ့သုံးတဲ့ပုံစံမျိုးလေးရှိတယ်အခုဒီပုံစံမျိုးလေး ing ဖတ်တာကိုသုံးလို့ရတယ်ဘယ်လိုချိန်မှာသုံးပါလဲဆိုရင် one two things happen at the same time အရာနှစ်ခုကအရာဝတ္ထုနှစ်ခုကတစ်ချိန်ထဲမှာတပြိုင်တည်းဖြစ်တဲ့အခါမျိုးပြောတာနော်တစ်ချိန်ထဲမှာဖြစ်တဲ့အခါမျိုးပြောတာပေါ့ဥပမာ a man ran out of the house shouting အဲ့တော့ a man ran out of the house house shouting ဆိုတော့ဒီလူကအာအိမ်ထဲကနေပြီးတော့သူပြေးထွက်ပြီးတော့អော်ပြီးတော့ပြေးထွက်သွားတယ်။အဲ့တော့អော်ပြီးပြေးထွက်သွားတယ်ဆိုတာကအလုံးနှလုံးကြေးတယ်ဆိုတဲ့အလုံးတစ်လုံးရယ်អော်တယ်ဆိုတဲ့အလုံးတစ်လုံးရယ်အဲ့တော့ तू ပြောတဲ့ two things happen at the same time ဆိုတာအဲ့တော့ပြောတာ။အဲ့တော့ तू ကပြေးပြီးမှ hey လို့អော်တာမျိုးမဟုတ်ဘူး။ပြင်းရင်းနဲ့မှဟေးဆိုပြီးတော့អော်ပြီးတော့ပြေးတာအဲ့ဒါမျိုးပြောတာអော်ပြေးတယ်ဆိုတာကြောက်မှာပေါ့ ဲ့လိုမျိုးတစ်ချိန်နဲ့ at the same time မှာနှစ်ခုလုံးတပြန်တည်းဖြစ်တယ်ဆိုတဲ့ပုံစံကိုပြောတာပေါ့နော်အဲ့တော့ तू မ he ran out the house and he was shouting သူအိမ်ထဲကနေပြေးထွက်တယ် all လဲ all သွားတယ်ပြေးနေဆိုအဲ့လိုအော်ရတာမျိုးဖြစ်မှာပေါ့နော်အဲ့တော့ two things happen at the same time ဆိုတာဒီလိုအခြေအနေအဲ့လိုအခြေအနေဆိုဒီချေတို့ကအရင်ကြည့် pattern လေးကိုဒီလိုနီးလာနဲ့တောင်းလို့ရတယ်နောက်တစ်ခုက do something တခုခုလောက်လိုက်အောင် don't just stand there doing nothing နေဘာမှမလုပ်ဘဲနဲ့အဲ့နိုင်ရင်မတိတ်ရမနေနဲ့ I don't do something တခုခုလုပ် don't just stand there အဲ့ဒီမှာမတက်မရနဲ့အဲ့တော့မတက်ရတဲ့ဆိုတော့အလုပ်တစ်ခုရှိနေပြီးတော့ doing nothing ဆိုတော့ဘာမှမလုပ်ဘူးဆိုတဲ့အလုပ်တစ်ခုရှိနေအဲ့နှစ်ခုကိုပြောတဲ့အခါမှာကျွန်တော်အနောက်ကတစ်ခုကို ing pattern နဲ့ doing nothing ဆိုတဲ့ ing pattern ing cross နဲ့သုံးမျိုးပြောတာနောက်တစ်ခု be careful crossing the road I အဲ့တော့ lamb ဖြတ်ကူရင်ဂယူးဆိုင်ဂယူးဆိုင်ပြီးလောက်ရမယ့်အလုပ်တစ်ခုရယ် lamb ဖြတ်ကူရယ်ဆိုတော့အလုပ်တစ်ခုရယ်နှစ်ခု two things happen at the same time Now, the နော်အဲ့တော့ဆိုဒီတစ်ခုကို ing pattern နဲ့ချက်လို့သုံးပါ Now we also use ing one when, when action happens during another action. Now so, ခုအောင် ing pattern ချက်တော့ action the the action the တစ်ခုအာလုပ်နေတဲ့အချိန်မှာတခြား action တစ်ခုဖြစ်တဲ့အခါမှာလည်း ing pattern နဲ့သုံးလို့ရတယ်။ဆိုလိုချင်တာက Joe hurt his knee play football အဲ့တော့ Joe က hurt his knee ဆိုသူ့ရဲ့ဒူးကောင်းလာသွားဒူးနာသွားတယ် play football ဆိုဘောလုံးကစားနေနေဒူးနာသွားတယ်ဆိုလိုချင်တာက while he was playing လို့ပြောချင်တာ while he was playing football Joe hurt his knee လို့ကျွန်တော်သုံးတာအဲ့တော့ကျွန်တော်ဒီ while နဲ့သုံးတဲ့ပုံစံတော့တော်တော်သမီးတွေနဲ့ရင်းနေပြီးသားဒီပုံစံလေးကတော့အစ်စ်ပေါ့သုံးလို့ရတယ်နော်အဲ့တော့ Joe ကဒီ ဘောလုံးကစားနေချိန်မှာသူ့ရဲ့ do နာသွားတယ်အဲ့တော့ action တစ်ခုလုံးနေချိန်တွင်းမှာနောက်ထပ် action တစ်ခုဖြစ်တယ်ဆိုတာဘောလုံးကစားနေတဲ့ action အချိန်အတွင်းမှာ do နာတယ်ဆိုတဲ့ heart ဆိုတဲ့ action ဖြစ်သွားတာအဲ့ဒါကိုပြောတာအဲ့တော့ action တစ်ခုလုံးနေချိန်တွင်းမှာနောက်ထပ် action တစ်ခုဖြစ်သွားတယ်ဆိုတော့အရင်ကြည့်ဖတာနဲ့တော့ရတယ်နောက်တစ်ခု did you cut yourself shaving i don't ကိုယ့်ဘက်ကို shaving လောက်တာလားပေါ့ not shaving look at the most of the world, shape look at the, the i don't well uh, while you were shaving look at not did you cut yourself i don't while you're shaving i don't shaving look at the same. go 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 down and tea door on you by the sheet not most of the yellow shame that teeny door by the sheet i don't do, did you cut yourself shaving i don't did you know what? shaving look at the action any action dreamer people are not the action got cut ကိုကုတ်ကိုဒါနဲ့ထိသွားတာမျိုးအဲ့ဒီ action ဆိုရင်ကျတို့ဒီ action တစ်ခုကို ing pattern နဲ့တုံးလို့ရတယ် Now you can also say while doing something. When doing something is repetitive. I don't Joe hurt his knee while playing football. I don't while and normal chu ing pattern and yare. When and normal ing pattern and don't yare. I don't depend on a power to build our ing pattern and to do it. Dilopons and let on yare. Now pray. Now cook up purpy. Harpy got when when action happens before something else. We use having done for the first action. I know when when action happens before something else. I know the cuckoo the chair of my pick him no? the cuckoo action the cuckoo my pick him uh, The cuckoo bonus no? something else. The cuckoo my pick Action the cuckoo pin light table. And also in the but I'm also first action a drug having done so the pattern at the moon. ဘာလို့ဆိုလို့ကျင်တာဆိုဥပမာ having fun at hotel hotel ရှာလဲချောက်တွေ့ပြီးသွားရော we look for somewhere to eat ငါတို့စားဖို့ပေါ့လိုက်ရှာတယ်ပေါ့နော်စားဖို့စားလို့ရတဲ့နေရာတင်နေရလိုက်ရှာကြတယ်ပေါ့အဲ့တော့ဒီညမှာ तू က action ကနှစ်ခုရှိတယ်နော်တစ်ခုက hotel ကိုရှာတွေ့တဲ့ဒီ hotel ကိုရှာတွေ့တဲ့ action ရယ်နောက်တစ်ခုကစားဖို့လိုက်ရှာတယ်ဆိုတဲ့ action ရယ်နှစ်ခုရှိတယ်အဲ့တော့ဒီ တခုခုမဖြစ်ခင်မှာ action တခုဖြစ်တယ်ဆိုရသေးပဲ။သူတို့စားဖို့ရှာမတွေ့သေးတဲ့အချိန်မှာအရင်ဆုံးဘာဖြစ်လဲ။ကိုချေရှာတွေ့ရယ်။ဟုတ်ပြီနော်။ကိုချေရှာတွေ့ရယ်ဆိုတော့ action ။အဲကိုချေရှာတွေ့ပြီးသွားမှစားဖို့တခုခုသူတို့ကလိုက်ရှာမှာ။ဒါဆိုရင်ပထမဆုံး first action ကကိုချေရှာတွေ့ရ။ပြီးမှစားဖို့လိုက်ရှာမှာ။အဲဒီ first action ကိုချေတို့က having done ဆိုတဲ့ pattern နဲ့တော့မှာ having ရဲ့အနောက်က past participle နဲ့တွေ့တော့မှာ။နောက်တစ်ခုကဥပမာ having finished uh, her work, he went on. I don't do a low be let be while ain't being lying. I don't low be daughter ain't being lying. Having finished her work, she went on. That's why a low be is a low uh, action to queer ain't being lying is a action to queer. Nagushime. That's why ain't being lying is a action. My picking, but the muscle first action got uh, a low be the action. That's why a low be the action. Having and I got damn so that past participant. Don't know. ဲ့တော့ဒီလိုပုံစံလေးတွေကတော့မြင်မြင်ရလိမ့်မယ်တော်တော်များများမှာမြင်ရမယ်ဒါဆိုဒီလိုပုံစံကိုမကျွမ်းလို့ရှိရင်ကိုယ်မှာရွေးချယ်စရာလည်းရှိသေးတယ်နော်ရွေးချယ်စရာလည်းရှိတယ်အဲ့တော့အဲ့ဒီရွေးချယ်စရာတွေကတတော်တမျိုးနဲ့ညီနေပြီးသားရွေးချယ်စရာတွေပေါ့နော်ဥပမာ after plus ing ဆိုတဲ့ pattern မျိုးတွေရှိတယ်နော်ဒါကြုံမှုပဲထင်တယ်နော်မြင်ဘူးမတော့လည်းတော့မှုလိမ့်မယ် after finishing her work she want home အဲ့တော့ after finishing ဆိုတဲ့ pattern သုံးမှုတယ် tahu tu mungkin nasi ni ye. Ayo di perang kalau jual ni kita apa, no? Tahu ni kita apa? Tahu so ini lubang sana itu cici. Tahu so bukan mikan, no? Now this structure are used more in written English than in spoken English. Ayo di kup ceru biar dua structure ni ka. Di biar te aji ma potong ni, aja ncer biar aji ni ma tongja. Ini lu biar wah si malo, no? When we begin a sentence with having မဘာ having done something ဒါမှမဟုတ် after doing something ပေါ့ဒီလိုဖန်တယ်လေးနဲ့တတော်တမီတို့ကစာကြောင်းတစ်ခုကိုစလိုက်ပြီဆိုရင်အဲ့အနောက်မှာ comma လိုက်ဖို့တော့မမီပါနဲ့တဲ့ after this part of sentence ဆိုလိုချင်တာက having finished her work လို့ပြောခြင်းလည်းရတယ် after finishing her work လို့ပြောလည်းရတယ်ဒါပေမဲ့အဲ့နောက်မှာ comma ထည့်မယ်ပြီးကြမှာနောက်ကကျန်တဲ့ part of the sentence ကိုရေးမယ်ဒါတော့ part B နော် now uh proceed ကြည့်ကြအောင် You can also use ing to explain something or to say why somebody does something. I know, ကျွန်တော် ing to explain something The kuku တခုခုရှင်းပြမဲ့ဟာမျိုးဒါမှမဟုတ် to say why somebody does something တရားရောက်ကအဲ့ဒါကိုဘာကြောင့်လုံးရပါတယ်ဆိုရဲပြောတဲ့အခါမျိုးမှာလည်း ing ပဲတော့သုံးလို့ရတယ်။ I know the sentence usually begins with ing အဲ့တော့အဲ့ဒီ sentence က ing နဲ့ပဲစပြီးတော့ပြောမှာဒါတရားရောက်ကိုအော်ဘာကြောင့်ဒါယူလောက်ရပါတယ်ဆိုတာရှင်းပြတဲ့ဟာမျိုးပေါ့နော်ဥပမာ feeling tired i want to bed early i don't feeling tired ဆိုတဲ့ ing clause ရဲ့အဓိပ္ပာယ်က because i felt tired ဆိုတဲ့အဓိပ္ပာယ်ပြောတာအာငါရမ်းပင်မယ်လို့အဲ့ဟာဆော့ဆော့ဝင်လိုက်တာအဲ့ဟာဆော့ဆော့ဝင်ရခြင်းအဲ့ဒီအဲ့ဟာဆော့ဆော့ဝင်ရခြင်းလောက်ရက်ကိုဘာကြောင့်လောက်လိုက်တာလဲပင်မယ်လို့ feeling tired ဖြစ်လို့အဲ့ဒါဆိုလက်ချက်လို့ ing ပုံစံလေးနဲ့ဒီလိုစပြီးတော့သုံးလို့ရတယ် နောက်တစ်ခုက being unemployed he doesn't have much money အဲ့တော့အလုံးမရှိအလုံးမရှိအလုံးမရှိတာကြောင့်ပေါ့ပတ်သက်မရှိဘူးပေါ့အဲ့လိုပြောတာအဲ့တော့ being unemployed လို့မသုံးချင်တော့ because he is unemployed လို့ပြောလဲရတယ်နော်ဒါမဲ့ကျတို့ဒီ pattern လေးတွေကတော့ because တောင်းတဲ့ pattern လေးကတော့ရင်းနှီးပြီးသားဆိုတော့ဒီကျတော့ဒီလိုမျိုးပုံစံအသေးလေးတွေပို့သုံးဖို့ recommend လုပ်ချင်တယ်အဲ့တော့မှဒီ pattern နေနဲ့ပို့ရင်းနှီးပါနော် Not having a car, she finds it difficult to get around. အဲ့တော့ကားမရှိတာကြောင့်သူတနေရာသွားမယ်ဆိုရင်ခက်ခဲအောင်တွေ့ရတယ်ပေါ့နော်အဲ့တော့ because he doesn't have a car လို့ဒီပဲရတယ်ဒါတော့ ing ကိုအငင်းလုံးမယ်ဆိုရင်နော် she got not လေးပဲထည့်လိုက်အောင် not having a car နော် no? not we use having done for something that is complete but for something else အဲ့တော့ you having done the the ဆိုတဲ့ pattern လေးကိုပေါ့နော်ဒီဘယ်အတွက်ဘာအတွက်သုံးလို့ရလဲဆိုရင်အာတခုခုမလုပ်ခင်မှာအဲ့ဒီ အရာတစ်ခုကပြီးသွားတယ်လို့ပြောတဲ့ခါမှလည်းသုံးလို့ရတယ်။ဆိုလိုချင်တာဒီလိုမျိုးလေး Having seen the film twice I didn't want to see it again. အဲ့တော့ဒီရုပ်ရှင်ရောငါနှစ်ခါတော့ရှိပြီကြည်ပြီးသွားတာကြောင့်ပြန်ကြည့်ကျင်တော့နှစ်ခါတော့ရှိပြီကြည်ပြီးသွားတာကြောင့်ပြန်မကြည့်ကျင်တော့အဲ့တော့ဒီမှာသူပြောထားတယ် having seen ဆိုတော့ having တော့မှာ past participle seen ဆိုတဲ့ဟာလာတယ်နော်အဲအဲ့ဒီ having seen ဆိုတဲ့ having done ပုံစံကိုကျတော့ဘယ်လိုချိန်မှာသုံးတာလဲဆိုရင် 在 QQ 咪老开嘛，哎的哎呀呀，老背大的皮 c 大的，哎让爹娘嘛在 QQ 咪 n 开嘛是吧？都哎的有心有，别没几 y 嘛，哎的有心呀 b 几百大、几百的，是不是哎呀？l 让牛表来 o 嘛，having 那个 past participle styling 呢，对等一样呢。Now these structures are used more in written uh English than in spoken English。i 让这结构你搞 e s p o k e n English dan written English 的嘛，普通话一样。 အဲ့တော့ intermediate level စာအုပ်ကြီးကျတို့တော်တော်များများမှာဒီလိုဖတ်တဲ့မျိုးလေးနဲ့နော်ကိုဖတ်တဲ့အခါမှာတတိထားမိတာတွေ့ရတွေ့ရနိုင်ရှိနေမယ်နော် when we began a sentence with ing i don't thought the mirror ga ing ပုံစံလေးတွေနဲ့စာကြောင်းတွေကိုစတဲ့အခါမှာဥပမာပေါ့ uh feeling tired တို့ဒါမှမဟုတ် not knowing တို့ having seen တို့ဒီလိုပုံစံလေးတွေနဲ့ပေါ့နော်စတဲ့အခါမှာ gerund ဆော့လို့ပဲ comma ထည့်ဖို့မမေ့ပါနဲ့နော် not knowing what to do ဘာလုပ်ရမလဲဆိုတော့မသိတာကြောင့် i called my friend to ask her advice အဲ့တော့တငယ်ချင်းကိုအကူညီတောင်းဖို့အတွက်အကြံဉာဏ်တောင်းဖို့အတွက်ဖုန်းဆက်လိုက်တယ်ပေါ့နော်အဲ့တော့ဘာလို့ရမလဲဆိုတော့မသိတာကြောင့်ဒါ because လို့ပုံစံမျိုးနဲ့တောင်းပါဖြစ်ရဒါဒီတိမိစားရှိလား